Hello. အလုံးမဲမင်္ဂလာပါရှင်။အဲခုတစ်ခေါက်လုပ်ပေးသွားမယ့် reading လေးကကြတော့อืมဒါ single လေးပေါ့နော်။ single လေးဆိုတာကဥမာကအခုလက်ရှိမှာ single ဖြစ်နေတဲ့သူလေးတွေအဲဒါ age နဲ့ပတ်သက်ပြီးတော့ပေါ့နော်။မိမိရနိုင်လို့ single ဖြစ်နေတာပဲဖြစ်ဖြစ်အဲနောက်တစ်ခုကကျတော့ဒီ crash လေးတွေရှိတဲ့ single ပဲဖြစ်ဖြစ်ဟိုလုံးဝ single လေးတွေပဲဖြစ်ဖြစ်ပေါ့နော်ဘလို့ပဲဖြစ်ဖြစ် ဒါစင်ကလေးနဲ့ပတ်သက်ပြီးတော့ဗောနော်ဒါအိမ်တော်ရေကန်အခြေအနေလေးဗောနော်အိမ်တော်ကြနိုင်ခြင်းရှိမရှိပြောကြီးဖြစ်မှာလားအိမ်တော်ကြမှာလားအဲ့ဒါလေးကိုကြည့်ပြီးတော့မှဖြစ်ပါတယ်အမဗောနော်ဒါကြည့်တဲ့ချိန်မှာခုနကမိုးလေးနဲ့ရွာတာဆိုတော့လေ တော့ကြာမိုးရွာလာမှဆိုးလို့ပေါ့နော်ဗီဒီယိုရိုက်နေရင်လည်းမိုးရွာလာမှဆိုးတဲ့အတွက်ကြောင့်ကတ်ကလေးတွေတော့မပြတော့ဘူးဒါကတော့နမူနာပေါ့နော်ရွေးချယ်စရာဖြစ်အောင်လို့ဒီကတ်ကလေးကနေအမကတ်လေးတွေကတော့ဆွဲပြီးသားဖြစ်တယ်တရားဆိုရင်ဒီကတ်အုပ်စု1ကတ်အုပ်စု2ကတ်အုပ်စု3ပေါ့နော်ဒီ1နဲ့3နဲ့ကကိုအကျိုက်ဆုံးကိုအတွက်ပေါ့နော်ဒါဆွဲဆောင်မှုရှိဆုံးကို စိတ်ထဲမှာပေါ့နော်ရွေးချင်တဲ့ကတ်ကလေးတစ်ခုကိုရွေးလိုက်ပါဒီကတ်အုပ်စုလေးနဲ့ပတ်သက်တဲ့အဖြေလေးကိုပြပြမယ်ဒီအားလေးနဲ့ပတ်သက်တဲ့အဖြေလေးကိုပြပြမယ်စသဖြင့်ပေါ့နော်အဲ့ဒီလိုမျိုးလေးပြပြပေးသွားမှာဖြစ်ပါတယ်ဒီတိုင်းနားထောင်ရုံပဲနားထောင်ပေးပါနော်ကတ်ကလေးတွေတစ်ခုချင်းစီတော့အမမပြတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီမိုးရွာလာမှာဆိုတဲ့အတွက်ကြောင့်ပါနော်အဲ့တော့အချိန်နည်းခဏပေးပါမယ်ရွေးလိုက်ပါ single လေးတွေအားလုံးရွေးလို့ရတယ်နော်ဒါပြောမှဆိုရင်တော့ ဒီ reading လေးက timeless reading ပေါ့ကဒီ reading ကိုပဲချိန်မယ်နားထောင်နားထောင်ကိုနားထောင်လိုက်တဲ့အချိန်ကနေစပြီးတော့ sorry ဒီ reading ကကို့အတွက်အကျုံးဝင်ပါတယ်เนาะဒါပဲချိန်မဲ့ဖြစ်ဖြစ်နားထောင်လို့ရပါတယ် timeless reading လေးပါကဲကိုခုကြည့်နေတဲ့သူလေးတွေက single လေးတွေဆိုရင်ကက်ကလေးတွေရွေးလိုက်ပါအောင်เนาะ ကဲရွေးပြီးသွားပြီလို့ထင်ပါတယ်အမကအရင်ဝန်းဆုံးပေါ့နော်ကတ်နံပါတ်1ကတ်နံပါတ်1ဒီကတ်ကလေးကိုရွေးထားတဲ့သူလေးတွေနဲ့ပတ်သက်ပြီးတော့အိမ်အောင်ရေးချီနေကဘလိုမျိုးလေးရှိလဲအိမ်အောင်ကြနိုင်မှာလားနော်ကိုရဲ့ဒီအပြောရေးဖြစ်မှာလားပေါ့နော်ကြီးလိုက်တဲ့အချိန်မှာတော့ကွာအခုကတ်နံပါတ်1ပေါ့နော်ဒီမားလေးတွေကဘလို energy ကို strong ဖြစ်လဲဆိုတော့ spices လေးနော်ဒီလား ပိုက်စစ် energy လေးတွေကိုဒါကန်ဆာပိုက်အပိုက်စစ်တောင်ဖြစ်ကုန်ပြီ water side energy လေးတွေကိုပါဇက်ကလည်းပိုက်စစ်ဆိုပြီးထွက်သွားတယ်ပိုက်စစ်လေးတွေများမှန်တဲ့တူရကြည့်ရတယ်နော်အဓိက water side ကိုပြောချင်တာနော်ကန်ဆာပိုက်စစ် copy ကိုဆိုတော့ water side energy လေးတွေပို့ပြီးတော့ strong ဖြစ်တာကိုမြင်ရတယ်ဒါအခုကြည့်နေတဲ့သူလေးတွေပေါ့နော်ဒါ energy ကတော့ဘယ်လိုပြောမလဲဟိုကြည့်တဲ့ဒီကိုရေးလိုက်တဲ့ကကကိုအတွက်ပေါ့နော်ဒါအဖြေပဲပေါ့နော်ဒါ science ကဘာပဲဖြစ်ဖြစ်ဒါအမက strongly ဖြစ်တဲ့ signs လေးတွေကိုပြောပြပေးတာပါเนาะအဲ့တော့သူတို့လေးတွေကอืมပေါ့เนาะအခုကြည့်နေတဲ့သူလေးတွေကပေါ့เนาะဒါပိုင်ဝန်းသမားလေးတွေကပြောမယ်ဆိုရင်တော့ဘဝမှာရွေးချယ်စရာတွေအများကြီးရှိတယ်မဟုတ်ကောကိုယ့်ရဲ့ဒီကိုယ့်ဘဝတွေပေါ့เนาะဒါလူတွေတယောက်ပြီးတယောက်တယောက်ပြီးတယောက်ဒါရောက်လာတယ်ရောက်လာတတ်တယ်ပေါ့เนาะတချို့ဆိုလဲဒါတယောက်ပြီးတယောက်တယောက်ပြီးတယောက်တယောက်ပြီးတယောက်ပေါ့เนาะကြုံခဲ့ရတယ်ဒါပေမဲ့ဘယ်တယောက်မှမမြဲဘူး ဘယ်တယောက်နဲ့မှမမြင်နော်အဲ့လိုမျိုးပေါ့ကွာသိလားမလားဘာလို့မမြင်ရတာလဲဆိုရင်တော့လေကိုယ့်ရဲ့ပေါ့နော်ဒါ left flight မှာပေါ့နော်အများကြီးတယောက်မှုတွေရှိနေတာခါကြတော့ကိုယ့်ကိုယုံထွက်လို့များတဲ့အခြေအနေမျိုးတွေဥမာကတဆိုးချိုးဆိုလဲမိသားစု နော်ဒါ family problem နေ family trauma တွေစသဖြင့်နော်ဒါတချို့ဆိုရင် broken family တွေဒီလိုမျိုးပေါ့ကွာကိုယ့်ကိုချီနှောင်ထားတဲ့အရာတွေ တချို့ဆိုရင်ကဒါမိသားစုပြဿနာအခက်ခဲတွေစသဖြင့်ပေါ့နော်အဲ့ဒီလိုမျိုးပေါ့နော် ကိုယ့်ကိုချီနှောင်ထားတဲ့အရာတွေကမလွတ်မြောက်နိုင်ဘူးဖြစ်နေတယ်ဟိုပိတ်မိနေတယ်ကွာတကယ်မထောင်ချောက်ကြီးထဲမှာပိတ်မိနေတယ်လို့ပဲမလွတ်မြောက်နိုင်ဖြစ်တဲ့ခါကျတော့ကိုယ့်ရဲ့ love life ကိုအဆင်ပြေပြေဖြစ်ဖို့ရာကြတော့လေอืมဘယ်လိုလဲအဆင်ပြေမလွတ်လိုက်မပြေဘူးဖြစ်သွားလဲအော်ဒီတယောက်နဲ့တော့ငါပြေပြီဆိုပြီးတော့ ပေါ့နော်ဒါတေချာလေးစိတ်နစ်ပြီးတော့တွဲတာပြီးရင်တော့ပြေတော့ပြန်အဲ့လိုမျိုးပေါ့နော်ဒီ trauma တွေကတန်ရမှုတွေရှိနေကွာဒီ trauma တွေဒီလိုမျိုးအရာတွေကနေရုံးမထွက်နိုင်တဲ့ကြီးအဆင်ပြေမှာမဟုတ်ပေါ့နော်ဒါပေမဲ့ तू ဒီ cut one ပေါ့နော်ပိုင်ဝန်းလေးတွေကိုရွေးရတဲ့ကံကြမ္မာကကြတော့လဲပြောမစင်တော့အချင်းနဲ့ပတ်သက်ပြီးတော့မကမကောင်းကြတာများတယ်ကွာဘယ်လိုပြောရမလဲဟို တွဲလိုက်ရင်လည်းပေါ့နော်ကိုယ်ကလာပြီးတော့ဒီ ဟိုတစ္ဆာဖောက်တဲ့လူမျိုးတွေနောက်ကျောထားထိုးတဲ့လူမျိုးတွေကိုယ့်စီကနေလူယူခံွားရတဲ့အဖြစ်မျိုးတွေဒီလိုတွေပဲကြုံနေရတာမျိုးတွေမြင်ရတယ်ခဏခဏနာကျင်ရတယ်ပင်ပန်းရတယ်အဆင်မပြေဘူးပေါ့နော်ဒီလိုပက်တန်တွေနဲ့ပဲသွားနေတာကိုမြင်ရတယ်ညာတော့အဖြစ်ပေါ့နော်ဒါကိုယ့်ရဲ့တစ်ဖက်လိုအဲဆိုင်လေးတွေပေါ့နော်ဒီလိုလူတွေနဲ့ဆိုရင်ပို့ပြီးတော့ခံရတာညားတယ်နော်ဒီလောက်ဟိုအဲဆိုင်အဲဆိုင်လေးတွေပို့ပြီးတော့ strong ဖြစ်တယ်ပေါ့နော်တွေ့ရတာလေ နောက်တော့อืมဘာတွေတွေ့ရသေးလဲဆိုအဲ့လို energy တွေအဓိကတွေ့ရတယ်ခွာတက်လာဒီမှာဆိုရင်အမပြောရမယ်ဆိုရင်တော့ဒါဟို water sign နဲ့ air sign အတွဲလေးတွေပုံများမယ်ပေါ့နော်တခန်းစားမိတာကိုဒီမှာမြင်တာရောပြောရမှာဆိုရင်လေဒီလိုသူလေးတွေကပို့ပြီးတော့ပေါ့နော်ဒါအဆင်မပြေဖြစ်ကြတာတွေများရတာကွာအဲ့လိုဆိုတော့အဲ့လို energy တွေရှိနေဆိုရင်တော့လေကိုအိမ်တော်မပြုတ်နေနဲ့တော့တိလာအဆင်မပြေဘူး ပြောမစင်တော့ဒါကံတရားနေမျိုးမစင်ယောက်ျားကံမကောင်းဘူးပေါ့နော်တိတ်မကောင်းဆိုတဲ့ဘုံမျိုးမှာရှိတယ်ဒါပြလို့ကောင်းမှဆိုလဲကွာအခုအချိန်မှာမကောင်းပေါ့နော်အသက်အရွယ်နည်းနည်းကြီးွားတော့မှပေါ့နော်ကံကောင်းလာမဲ့အပိုင်းလေးတွေမှာမြင်ရတယ်ဒီလိုလေးတွေဒီအုပ်စုပါပေါ့နော်အဲ့တော့ပြောမစင်တော့တယောက်ထက်တောက်ပါပါပြပြနေပါဒီမှာဆိုလဲတယောက်ထက်တောက်ပါမယ်ဆိုရင်တော့လုံးဝဘဝကြီးကပျော်ရွှင်စရာအတိကျေနပ်စရာအတိနဲ့ဘဝကြီးအဲ့လိုမျိုးပေါ့နော် happily single ကွာတဲ့လားအဲ့လိုအဲ့လိုဘဝကြီးကိုရပါလိမ့်မယ်တဲ့တဲ့လားအိမ်အောင်ပြုဖို့အရင်ကြီးမစဉ်းစားပါနဲ့တဲ့အဆင်မပြေပါဘူးတဲ့နော်ဒါကတော့ဖိုင်ဝမ်းလေးတွေကိုရွေးတဲ့သူရဲ့အိမ်အောင်ရည်ချီရင်းနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးလေးတွေကိုမြင်ရတာပြောတာပေါ့နော်ဒါ energy ကိုက်ညီတဲ့သူလေးတွေလည်းရှင့်ရှင့်မှာပေါ့နော်ဒီလားကိုက်တဲ့သူလေးတွေကတော့ကိုက်ညီတဲ့အတိုင်းဒါနားထောင်ကြပေါ့နော်ကဲရဲ့ energy မကိုက်ဘူးဆိုလည်းဒါကတော့ အန်တာတိတ်မှတ်တစ်ခုအနေနဲ့ပဲနားထောင်ပြီးပါတော့နော်။ဘာဖြစ်ပိုင်ဝန်းလေးတွေကတော့အဲဒီအပြိုကြီးစာတာလေးပါနေတယ်။တခုရှိတာကဟိုအာရဝန်းသားဆိုပြောမစင်းတော့အမကိုတိုင်းကလည်းပိုင်ဝန်းရွှေထားတာပါရှင်။ကိုယ့်ရဲ့ဇာတာကိုယ့်ရဲ့ကန်တရားတွေကဒီမှာမြင်ရတဲ့ကတ်ထဲအတိုင်းကိုတကယ်ကိုကြုံနေရတာပါ။ကိုယ့်စီမှာဆိုလည်းတယောက်ပြီးတယောက်ရောက်လာတဲ့သူတွေကတကယ်ကို air sign တွေပါပဲရှင်။လုံးဝအောင်အဆင်မပြေပါဘူးနော်။ အဲ့ဒါကြောင့်ကိုလည်းပြောရင်းဖြစ်မယ်နဲ့တူပါတယ်။ကဲပိုင်ဝန်းလေးရင်နဲ့တူတူဆီမလည်းအပြိုကြီးတူတူလုပ်ကြတာပေါ့နော်။ဟုတ်ပြီလား။အဲ့တော့ပိုင်တူကိုတွားကြရအောင်။ပိုင်တူလေးရင်နော်။ပိုင်တူလေးရင်ပိုင်တူလေးတွေရွေးထားတာကပေါ့နော်။ဒါကိုအနေနဲ့ကိုကအိမ်အောင်ကြနိုင်မလားလို့ပြောရမယ်ဆိုရင်တော့ကြနိုင်ခြေရှိတယ်ကွာ။အိမ်အောင်ကြနိုင်ခြေရှိတယ်အဆင်ပြေတယ်။အေးဒါပေမဲ့ဘာကအဆင်မပြေဘူးလဲဆိုတော့ကိုက ဘုံတော့တကယ်တကယ်အိမ်အောင်ကြီးနဲ့ပတ်သက်လို့ရွေးချယ်ရမယ်ဆိုရင်ကွာနှစ်ယောက်ရွေးရတာမျိုးတဲ့လားသူ့ကိုရွေးရမလားသူ့ကိုရွေးရမလားဥမာကွာကိုချစ်တဲ့သူကတည်းကကိုကိုချစ်တဲ့သူကတည်းကအဲ့လိုမျိုးပေါ့ကိုချစ်တဲ့သူကကျတော့ဘယ်လိုလိုမျိုးလဲဆိုတော့ကိုနာကျင်မှုတွေပဲပေးတယ်လို့အဲ့လိုလိုနော်ကိုတကယ်ဘုံတော့ချစ်တဲ့သူကိုကျတော့ကွာလေသိပြီးတော့မရွေးချယ်ခြင်းအဲ့လိုမျိုး dream ဖြစ်တဲ့စိတ်တွေနဲ့ရှိနေလိမ့်မယ်နော်ပိုင်တူးလေးတွေ အဲ့တော့ပိုင်တူးလေးတွေကပြောမယ်ဆိုရင်တော့ကွာဒီအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်တော့ရွေးမယ်ဆိုရင်တော့လေဟွန်းကို့အတွက်ပေါ့နော်ဒါတကယ့်ကိုအစဉ်ပြေမဲ့ energy ရှိတဲ့သူပဲရွေးပါတော့အဲ့ဒါကို့အတွက်ပျော်ရွှင်ရလိမ့်မယ်နော်တခါတလေကြာရင်ကွာတိရမလားကို့ကိုနာကျင်မှုတွေပေးတဲ့သူမျိုးကမှပဲတဏှာဆွဲတတ်တဲ့အကျင့်တွေရှိတတ်တယ်လေဟုတ်တယ်မလားလူဆိုတာအဲ့လိုပဲ နော်အဲ့လိုဆိုတော့အဲ့ဒီအကျင့်လေးတွေရှိတယ်ဆိုရင်တော့အဲ့ဒါတွေကိုတော့မျက်စိပိတ်နားပိတ်ဖြစ်နေမယ်ဆိုရင်တော့မျက်စိဖွင့်နားဖွင့်ပြီးတော့ကြည်ပေးပါကိုယ့်အတွက်လာနေတဲ့ချစ်ချင်းမြတ်တာတွေကိုမြင်အောင်ကြည့်ပါတယ်နော်အဲ့လိုလူမျိုးကိုရွေးချယ်ပေးပါဆိုပြီးတော့ဒါပြောထားတယ်ပေါ့နော်အဲပြောရမယ်ဆိုရင်တော့ကွာဟိုဘလိုဘလို energy နဲ့ကိုက်ညီတဲ့လူမျိုးတွေရှိနိုင်လဲဆိုရင်တော့ water sign လေးတွေနောက်ပြီးတော့ air sign လေးတွေပေါ့နော် air sign မှာက air sign မှာက air sign နိုင်တဲ့ ဟိုကောင်းတဲ့ energy မျိုးတော့မဟုတ်ဘူးသိလားတချို့တွေကတော့နည်းနည်းဟိုအဆင်မပြေတဲ့ air sign တွေကွာသိလားမလားအဆင်မပြေတဲ့လူတွေဆိုရင်တော့ဒါလုံးဝဟိုဖြစ်တာပဲတကယ်အဆင်ပြေတဲ့ air sign တွေဆိုရင်တော့ဒါရွေးချယ်လို့ရတယ်ဆိုတော့သဘောမျိုးလေးကိုပြောတာပေါ့နော်အဲဒီ energy မှာတော့အမကတော့မြင်ရတဲ့လောက်ကတော့ကိုယ်တိုင်ကလည်း air sign ဖြစ်ဖို့များလိမ့်မယ် ကိုယ်တိုင်ကလည်းအခုကြည့်နေတဲ့သူလေးတွေကိုယ်တိုင်ကလည်းအဲဆိုင် energy လေးတွေအမှအများကြီးတွေ့တယ်ပေါ့နော်အဲ့လိုမျိုးလေးမြင်ရတယ်အဲ့တော့ဒီပိုင်တိုးလေးတွေအတွက်အိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့အခြေအနေကိုပြောမယ်ဆိုရင်တော့အိမ်အောင်ကြနိုင်လားဆိုရင်တော့ yes ကြနိုင်ချေလို့ရှိတယ်ဒါပေမဲ့ရွေးချယ်ရလိမ့်မယ်အဲ့ခါကျရင်တော့ကိုယ်ကတေချာလေးခုနကအမှပြောလို့မျက်စိဖွင့်နာဖွင့်ပေါ့နော်တေချာလေးရွေးချယ်တတ်ဖို့လိုအပ်တယ်ပြောမယ်ဆိုရင်တော့ကိုယ့်ရဲ့ love life မှာပေါ့နော်အဆင်မပြေမှုတွေကြုံခဲ့ရတယ်เนาะဒါ ဘောမှာတကယ်ကိုနာကျင်ခဲ့ရတယ်ရှိတယ်ဆိုရင်တော့ဒီຢာတွေကိုပေါ့နော်ဒါဘယ်လိုပြောမလဲ healing တိချလို့လုပ်ပြီးွားရင်ကိုယ့်ဘဝအတွက်ပေါ့နော်အစ်စ်ပြန်လဲမွေးဖွားလာတဲ့ချီချင်းနေနဲ့ရှင်သန်ဖို့ကိုကစူးစမ်းရမယ်အဲ့လိုပုံစံလေးသွားမှာပေါ့နော်ကိုယ့်အိမ်တော်ရေးလေးအဆင်ပြေမယ်ဆိုပြီးတော့ပြောထားတယ်အဲ့တော့ဒီလိုမျိုးတောင်သွားပဲနဲ့နာကျင်မှုတွေဒါထွေးပိုက်ပြီးတော့နာကျင်တဲ့အရာကိုပဲရွေးမယ်ဆိုရင်တော့အပြူကြီးပဲလုပ်ပါလို့အမထပ်ပြီးတော့ပြောချင်ပါတော့နော်အဲ့လိုအိမ်တော်ရေးကိုတော့မရွေးပါနဲ့နော်ဟုတ်ပြီလားနော် စတာပါအဲ့တော့ဒါလေးကတော့ပိုင်းတူလေးတွေ့ပြောထားတာဖြစ်ပါရဲ့နော်အဲ့တော့ပိုင်းတူလေးတွေပိုင်းတူလေးတွေမြင်လာပါရှင်ပိုင်းတူလေးတွေအိမ်အောင်ရေးချင်နေပေါ့နော်ပိုင်းတူလေးတွေခုကြည့်နေတဲ့သူလေးတွေစင်ကယ်လေးတွေဆိုရင်ကိုကအိမ်အောင်ကြနိုင်ခြင်းရှိလားဘယ်လိုချင်နေမျိုးလေးတွေကြောင်ရနိုင်ခြင်းရှိလဲလို့မကကြည့်တဲ့ချိန်မှာတော့အဲပေါ့နော် ဖန်သွီးလေးတွေရဲ့အတိတ်ကတော့တော်တော်လေးဟိုဘောနော်ပင်မခဲ့မယ်နဲ့တူပါတယ်ကြီးရတာလုံးဝကန်ဆိုးခဲ့ရတဲ့အခြေအနေလေးတွေကိုလည်းကြုံခဲ့ရလိမ့်မယ်နဲ့တူတယ်ပေါ့နော်။ညာတော့အဖြစ် fire sign လေးတွေကိုဒီမှာမြင်ရတယ်။အဲ fire sign လေးတွေဟုတ်တယ် fire sign နေမြင်ရတယ်ပြီးတော့ x sign လေးတွေလည်းမြင်ရတယ်ပေါ့နော်။ဒီမှာကလေးသိလား။အဲ့တော့ဒီဒီသူလေးတွေပေါ့နော်အကျေဒီလိုမျိုးတွေကြုံခဲ့ရတယ်ဆိုရင်တော့လည်းအရင်ကြီးတော့ ဟိုအားမလျှော့ပါနဲ့ပေါ့နော်အားဟိုမဖြစ်နဲ့ဟိုကိုယ့်ရဲ့အချီးဟိုကိုဘယ်လန့်စ်ညောင်စူးစမ်းလို့ရတယ်ကိုတော့ဘောနောကောင်းနေတယ်ပေါ့ကွာပြောမစင်ကွာကို့အချစ်ရင်းမှာ balance ညီနေရှိမယ်ဟိုဘောနောဒါမြင်းမြတ်တတသွားနိုင်မယ်လူမျိုးကတော့တောင်အိမ်နောက်ဘက်နေနေကတော့ရောက်လာလိမ့်မယ်ပေါ့ကွာသိတယ်မလားအဆင်မပြေခဲ့တဲ့ခုနကပြောသလိုအဆင်မပြေခဲ့တဲ့ဆက်ဆံရေးတွေ toxic ဖြစ်လို့နဲ့ဆက်ဆံရေးတွေဒါတွေကိုဆိုရင်တော့ဒါတွေကထားခဲ့ရမယ် ဆက်ဆံရေးတွေပဲခွာပြောမှဆိုရင်ဒီဆက်ဆံရေးရနဲ့ရုံထွက်နိုင်ဖို့အတွက်ကိုဟီလင်းရေလောက်ကမဲစူးစမ်းရမယ်စသဖြင့်ပေါ့နော်နောက်ပြီးွားရင်တကယ်ကိုခွာတည်တယ်မလားကိုယ်စိတ်တွေအဆင်မပြေဘူးဆိုရင်လည်းတက်သည့်နားလည်းတွေ့ချမ်းတဲ့သူတွေစီကနေဟီလင်း energy တွေယူရမယ်ဟီလင်း process တွေနဲ့စူးစမ်းပြီးတော့ပေါ့နော်ကိုယ့်ရဲ့စိတ်ထန်ရာတွေကိုကုစားရမယ်အဲ့လိုပြီးတော့မှ ကိုယ့်ရဲ့ပေါ့နော်ဒါအိမ်တော်ကြီးကံလေးကပို့ပြီးတော့ကောင်းလာမှာခုနကပြောလို့ညကျေပေါ့နော်ဘဝကိုကိုယ့်ရဲ့ဒီ left flight လေးကိုမြင်မြတ်တတလေးနဲ့သွားမဲ့လူမျိုးကတော့ရောက်လာနိုင်မှာပေါ့ကွယ်ဒီလောနော်အဲအဲ့လိုလူမျိုးကတော့ဘာပြောမယ်ဆိုတော့ဟာ energy က water sign လို့ energy မျိုးလေးတွေက strong ဖြစ်တယ်ခွာခဲ့လားနင်းနဲ့ strong ဖြစ်တယ်။ကိုကတော့ပြောမစင် x sign လေးထဲမှာเนาะ x sign လေးရဲပြီးတော့ fire sign လေးတွေမှာ နဲ့ strong ဖြစ်တာကိုမြင်ရတယ်ခုနကပြောတဲ့ energy ရှိနိုင်တဲ့သူကတော့ water sign လေးတွေထဲမှာ strong ဖြစ်တာမြင်ရတယ်ဒါပေမဲ့ဟိုဒါ vice versa ဘုကနှစ်ဖက်လုံးဒီလို energy ကကိုက်ညီတာမျိုးလည်းဖြစ်တတ်တယ်ပေါ့နော်ဒါတစ်ဖက်ကလည်း air sign ဖြစ်ပြီးတော့ကိုက water sign ဖြစ်ရင်ဖြစ်မဲ့တောင်းဝင်ကိုက air sign ဖြစ်ပြီးတစ်ဖက်က water sign ဖြစ်ရင်ဖြစ်မဲ့ပေါ့နော်ဒီလိုပုံစံလေးတော့တော့ဒါ signs တွေကတော့အဓိကတော့မဟုတ်ပါဘူးအမကဒါမြင်တာလေးတွေကိုဖြစ်ပြတာဆိုတော့လေအဲ့တော့ကိုဘဝမှာကတော့ပြောမယ်ဆိုရင်အင်းအောင်ကြကိန်းကတော့ရှိပါတယ်ခုနကလိုမျိုးပြောတဲ့အခြေအနေလေးတွေကို ကျော်လွန်ပြီးသွားပြီးရင်တော့ပေါ့နော်ဒီလိုခုနကလိုပြောတဲ့လူမျိုးတွေ့ပြီးဆိုရင်တော့တခါတခေအိမ်အောင်ကြပါလိမ့်မယ်ဒီမှာဆိုရင်ကိုဝင်ဆောင်တဲ့နမိတ်လေးတွေကိုဝင်ရနိုင်တဲ့လက္ခဏာတွေတသားမိမိလေးတွေနဲ့မိသားစုဘဝလေးရနိုင်မယ်ဆိုတော့ပေါ့နော်ဒါနမိတ်လေးတွေကိုလည်းမြင်တဲ့အခါကျတော့ကပြောမယ်ဆိုတော့ဒီပိုင်3လေးတွေကတော့အပြုံကြီးတော့ဖြစ်မှာတော့မဟုတ်ပါဘူးအိမ်အောင်ကြခင်မိပါရှိပါတယ်လို့တော့အမကပြောချင်ပါတယ်เนาะအဲ့တော့ကိုဘက်ကပေါ့နော်ဒါစူးစမ်းစရာရှိတာလေးစူးစမ်းမယ်လှုပ်ချစရာရှိတာလေးလှုပ်ချပြီးရင်တော့ ကောင်းမွန်တဲ့ပေါ့နော်ဒါဘဝအတွက်အိမ်တော်ရဲ့ခီးလန်းလေးတစ်ခုကတော့ကိုယ်ကိုကံကြမ္မာကပေးလာလိမ့်မယ်လို့တော့ပေါ့နော်ဒါအမတော်ခံစားမိပါတယ်ဟုတ်ပါပြီဒါလေးကတော့ point 3လေးပေါ့နော် point 3လေးရဲ့အိမ်တော်ရဲ့အခြေအနေလေးကတော့အခုလိုမျိုးပဲဖြစ်ပါတယ်နော်အဲ့တော့အလုံးမဲ့ကျေးဇူးတင်ပါတယ်အခုလိုမျိုးနားထောင်ပေးတဲ့အတွက်နော်နောက် reading တွေမှာလည်းအမဟို energy မိမိတို့လိုပေါ့နော် reading counseling တွေကိုကောင်းတဲ့မှာဟိုဘယ်လိုပြောရမလဲ point ပေါ်ပြမျိုးတော့အမ reading လေးတွေ တင်ပြီးသွားပါမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင် see you ပါနော်ဘိုင်ဘိုင်